အေးတော့အလုံးမဲ့မင်္ဂလာပါကျွန်တော်တော့ stream မှာဆိုတော့ဒီနေ့ကျွန်တော်ဗီဒီယိုကွန်တက်တပုတ်ရိုက်ဖို့ရှိတယ်ကျွန်တော်ရဲ့မျက်နှာအနေထားဘာညာအဆင်ပြေရလားတစ်ချက်လောက်ကြည့်ပေးပါဦးအမေအလေး ကျွန်တော်ထင်တယ်လုံးဝအဆင်မပြေတော့ဘူးဘာလို့လဲဆိုတော့ကျွန်တော်ကမုတ်စိတ်မွေးပတိုင်းမွေးကိုတက်တက်ရဲ့ရဲ့လည်းမထားထားဘူးနောက်ပြီးတော့ကျွန်တော်မုတ်စိတ်မွေးပတိုင်းမွေးတွေကိုတီတီချာချာလေးရိတ်ထားတာမျိုးလည်းမရှိဘူးဆိုတော့ကျွန်တော်မျက်နှာကြည့်ရနေနေစိုးနေပါလိမ့်မယ်နောက်ပြီးတော့ကျွန်တော်ရဲ့သပင်ပေါ့နော်သပင်ကိုကျွန်တော်တီချာဖီလင်းထားတာမျိုးမရှိဘူးဆိုတော့ကြီးစုသူတွေအတွက်ကိုအဆင်လုံးဝမပြေဘူးလို့ကျွန်တော်ထင်ပါတယ်ဒါကြောင့်မဲကျွန်တော်ဓာတ်တွေကိုတွားပြီးတော့ရိတ်တော့မယ်တန်ရှင်းရေးလုပ်တော့မှာပဲဖြစ်ပါတယ် let's go

ခဏနေရယုံနေခုယုံနေတော့ကွာသွားပြီပေါ့နော်ဟုတ်တယ်ဟုတ် baby face တော့ဖြစ်သွားတာပေါ့ဗျာကျွန်တော်ရဲ့မျက်နှာနေထားဘာညာတကွေးတန်ရှင်းရေးကိုလှုပ်ဆောင်ပြီးပြီဆိုတော့ကျွန်တော် content ရိုက်မဲ့ season ကိုကျွန်တော်စပါတော့မယ် ကျွန်တော်ပြောမယ့်အကြောင်းအရာလေးကိုစတင်ပြောတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော် homey stay ကိုပြောချင်တာကဗီဒီယိုတပုတ်ရိုက်တော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့တကိုယ်ရည်တန်ရှင်းမှုကလည်းအရေးကြီးပါတယ်မျက်နှာမှာအမွှေးမြင်နေရှိနေမယ်ကိုယ်မှာရှိတဲ့အမွှေးမြင်တွေကိုတည်တည်ချာချာတက်တက်ရရမထားထားဘူးကိုယ်စပင်းတွေရှုပ်ပွားနေမယ်ကိုယ်စပင်းတွေရှုပ်ပွားတာကိုတည်တည်ချာချာတက်တက်ရရမဖီလိန်ထားဘူးဆိုလို့ရှိရင် ဗီဒီယိုရိုက်တဲ့အခါဗီဒီယိုထဲမှာလုံးဝကြည့်ကောင်းမှာမဟုတ်သလိုကြည့်ရှုသူကလည်းကြည့်ရတာလုံးဝအဆင်ပြေမှာမဟုတ်ပါဘူး။ဒါကြောင့်မလို့ဗီဒီယိုထဲမှာကိုယ်ကြည့်ကောင်းနေဖို့အတွက်ကိုယ့်ရဲ့တခွေတန်ရှင်းမှုတက်ရက်မှုကိုလည်း view ဆိုင်ဖို့လိုအပ်တယ်ဆိုတာလေးကျွန်တော်ပြောချင်တာပဲဖြစ်ပါတယ်။ဒီဗီဒီယိုရဲ့အရှိမှာကျွန်တော်ပုံစံမြင်ပါပေါ့နော်။အဲဘယ်လိုထင်လဲပေါ့အဆင်ပြေရဲ့လားပေါ့။ ကျွန်တော်ကတော့မပြေဘူးထင်ပါတယ်အာဒါလေးကိုပြခြင်းလို့ပဲကျွန်တော်အဲဒီဗီဒီယိုလုတ်လိုက်ခြင်းဖြစ်ပါတယ်ဒီဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ရသေးရင်လုပ်ခဲ့ပေးကြဖို့အားလုံးတောင်းဆိုပါရစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်